Justin Bieber ကိုမှတ်ငားနိုင်တဲ့မြန်မာပြည်ကရှိုးပွဲတွေမှာကိုစားအနေနဲ့ဖျော်ဖြေပေးနေတယ်ဖြူဖြူထွေးကဘာကျော်အစိုးရဖြစ်တဲ့ Justin Bieber ကိုမြန်မာနိုင်ငံကသူတွေကလည်းအတော်လေးကိုကြိုက်ကြတာပါ ဒါပေမဲ့မြန်မာနိုင်ငံကပရိသတ်တွေက Justin Bieber ရဲ့ show ပွဲတွေကိုနားထောင်ဖို့ဆိုတာတော်တော်များများမတတ်နိုင်ကြပါဘူး။ Justin Bieber ကမြန်မာနိုင်ငံကိုတခါမှလည်းမလာဘူးပါဘူး။ Justin Bieber ကနိုင်ငံခြားမှာသာ show ပွဲတွေကိုကျင်းပတာဖြစ်တဲ့အတွက်ပတ်စံရှိအတိုင်းဝန်းကလူတွေကသာလေရင်နဲ့စီပီသွားလာနိုင်ကြပါတယ်။ဒါပေမဲ့အခုဆိုရင်တော့မြန်မာနိုင်ငံကပရိသတ်တွေအတွက် live show အနေနဲ့ Justin Bieber ရဲ့တခြင်းကိုနားထောင်လို့ရနေပါပြီ။ဖြည်းဖြည်းထွေးက Justin Bieber ရဲ့ baby တခြင်းကိုပြန်ပြီးတော့ cover ဆိုပြခဲ့တာပါ။ studio မှာတခြင်းကိုကြိုက်လို့ဆိုပြီးအပျော်နှံဆိုပြခဲ့တဲ့ ဗီဒီယိုလေးကိုလိုင်းမတင်လိုက်တဲ့အချိန်မှာရန်ကိုပောက်သွားခဲ့တာပါ။ဒါကြောင့်မို့လို့နေဘတ်ကစတိတ်ရှိုးပွဲတွေမှာဖြဖြထွေးကို Justin Bieber တချင်းနဲ့ဖြောပြခိုင်းတဲ့ပွဲရှင်တွေပါရှိလာခဲ့တာပါ။ဖြဖြထွေးရယုံကြည်မှုအဖြစ်နဲ့အားရပါရကိုတိဆိုပြနေတယ်လို့ပရိသတ်တွေကလည်းငယ်စဉ်ကတည်းကနားထောင်ရတဲ့တချင်းကိုအပီပြင်းကိုလိုက်စုံနေကြပါတယ်။ ဖြစ်ဖြစ်ထွေးကိုရိုင်းကလည်း Justin Bieber တော့မဟုတ်ပေမဲ့ Houston Bieber ဆိုပြီးသူ့ကိုယ်ကိုနာမည်ပြောင်းလဲထားတာဖြစ်ပါတယ်ဖြစ်ဖြစ်ထွေးကနောက်ဆိုရင်နာမည်ကြီးကလူကြိုက်များတဲ့အင်္ဂလိပ်သချင်းကို cover ပြန်ဆိုပြကဖျော်ပြမဲ့အနေထားမှာရှိလို့နေတာပါပြည်သက်ကြီးအောင်ဖြစ်ဖြစ်ထွေးက Justin Bieber ရဲ့သချင်းကိုဆိုတာနားထောင်လို့ကောင်းတယ်လို့ထင်လို့ဆိုတာဖျော်ပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပြောရွှင်ပါစေ